အလုံးမင်းမင်္ဂလာပါရှင်ဒီကနေ့မှာတော့၈000ကျော်ဝိဇာမပါလေးဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါလိမ့်ရှင်ပုပ္ပါအောင်မင်းကောင်ဝါအဘဘုမင်းကောင်အရှင်သည်မဟာကန္ဓာယီအရိယဓမ္မဝိဇတုကြီးအဖြစ်ယုံကြည်ရိုသေကြတကယ်သို့ရာဇကျိုးတကျိုးနတ်ကျိုးတိုက်ကျိုးဟူသည်ကျိုးအပေါင်းတို့၏တာဝန်ခံကြီးဖြစ်သည်နှင့်အညီလီကြီးမင်းကောင်ဟုလည်းရိုသေလေးစားကြပါသည် ဝိဇာစခန်ဝိဇာလန်းဟူသည်အတိဉဏ်ပညာအတက်အရာတို့ပေါ်အခြေခံသောလမ်းလေးဖြစ်ပါလေနိခမပါရမီများဖြည့်စည်ရင့်တန်ကြရရတယ်လောကီဝိဇာအရာဝိဇာမရအတိဉဏ်အရာ အတက်ပညာများအားလေးဘဝထိုထိုမှာပါရမီကောင်းအတိတ်ထံသစ္စာပနဲ့များအခြေခံ၍ရင်တည်းချင်းထုံတဲ့ထုံအောင်အားထုတ်ကြရပါတယ်ဖျားရှင်တဆူပွင့်တော်မူပါလင် သာသနာတွင်သာသနာပကာလများတွင် အရေးအတွက်အပြင်၈တောင်ကုန်သောဝိဇာများသာထွက်ရက်ဝင် ထွက်ရက်ပေါင်နိုင်သည့်ဖြစ်၍မြင်မြပါရမီဆက်အလေးအထုံကြီးမားရန်လိုအပ်ကြောင်းသိသာလာပါသည်။ယနေ့ခေတ်ကာလ၌အလွဲတကူဝိဇာများဖြစ်နေကြသည်မှာလဲအော်ဝေးစံကျေလွန်လာပါတယ်ဘိုးတော်အဖြစ်ခံယူနေကြသူများလေးဒုနေသည်ရှိနေတယ်လောကီဝိဇာဒရတိတ်တီလံ မဟိတိလမ်းစဉ်များကျင့်သုံးအားထုတ်ကြပါသောဂန္ဓာယီယဟန်းရှင် လူပုဂ္ဂိုလ်သူမြတ်များမှညီသည့်ပုဂ္ဂိုလ်သူမြတ်မဆိုအဘဘူမင်းကောင်ပုပ္ပါအောင်မင်းကောင်အားကြည်ညိုယိုသေးစွာစီကတ်ကြရပါသည်တိတိတ္တမဟိတိတ္တမှစ၍မေတ္တာတ္တမနောတ္တများအထိပင့်ဖိတ်ပန်းကြား၍တောင်းခံကြပါသည်လောကီဝိဇာမရာပညာစဉ်ကျင့်စဉ်များကိုလည်းတောင်းခံယူကြသည်အဘဘူမင်းကောင်သည် နှကမပါရမီရင့်ထုံစွာ သူတော်စင်တဦးပမာနေထိုင်နေရက်တတဝါကေသာသနာပြုလုပ်ငန်းစဉ်အသီးသီးအားလှုပ်ဆောင်သွားခဲ့ပါတယ်။အမျိုးဘာသာသာသနာဖြင့်ပတ်သက်လာပါကလေလိုအပ်ရင်မိစ္ဆာတသက်ရန်ဆက်အပေါင်းကလေကာကွယ်တုတ်တင်ရှင်းလင်းဝန်သူလည်းဖြစ်ပါတယ်။ရင်းတို့ကြောင့်လေအပါဘုံမင်းကောင်းသည်လူဒုလူဒန်းသာအလွအသီးသည်သာသနာပြုလုပ်ငန်းစဉ်အသီးသီးနေရာဌာနဓပ်ပနအသီးသီးတို့၌ အဘဘူးမင်းကောင်၏အမည်နာမဘွဲ့တော်သည် မပါမရှိဖြစ်နေရခြင်းပဲဖြစ်ပါတော့တယ်။တတဝါပေါင်းတို့အပေါ်အလောင်းတော်စူကြီးပန်ပုဂ္ဂိုလ်ဒူးကြီးပြီးပြီးမကြိုးမပေါက်မပြောက်မပြားမယွင်းမပြတ်ပါပဲပနတ်ခိုင်းကြီးစွာ ထားရှိအပ်သောမေတ္တာဓာတ်အရှိန်အပေါင်းတို့ကြောင့်လည်းဖြစ်ပေမယ့်အစင်းထက်အချင်းကိုပုံမှုချစ်မြတ်သူဖြစ်ပြီးတော့ပဋ္ဌာန်းဆက်သွေးသားပါရမီရှင်အပေါင်းတို့ပေါ်၌လေလူကိုမကြည့်ပါပဲမူကိုသာကြည့်သူလည်းဖြစ်ပါနဲ့ ရုပ်ကိုမကြည့်ပဲအလုတ်ကိုသာကြည့်တဲ့ချီးမြှင့်မြောက်စားတတ်သူတွင်တင်လမ်းညွန်ပြသသူလည်းဖြစ်ပါတော့တယ်။တတဝါတိုင်းကလေ လူအဖြစ်သူမရမရောက်ရှိမီဘဝအဖုံဖုံစုံစံလှိခဲ့ကြရကျင်နေခဲ့ကြရပါတယ်။ရင်းတို့အတွက်ကြောင့်လေဖျားအဆူဆူဖြင့်ဆွေမျိုးတော်ဆက်ခဲ့ကြမည်ဖြစ်သလိုတကြားအဆူဆူဖြင့်လေဆွေမျိုးတော်ဆက်ခဲ့ကြမည်သာဖြစ်ပါတယ်။ ထို့အတူပင်ဝိဇာများဖြင့်လည်းဆွေမျိုးညာတကာဆရာမိဘတော်ဆက်ခဲ့ကြမည်ဖြစ်တဲ့သို့ဘိမာတရမင်းကြီးကဲ့သို့ပင်ဖိတာများဖြင့်လည်းဆွေမျိုးမကင်းနိုင်ကြပါ။ရာဇကျူ၊ဓက်ကျူ၊နတ်ကျူ၊တိုက်ကျူဆက်အပေါင်းအားပါရမီအရပြုပြင်ထင်းထင်းဆောင်းဆောင်လမ်းညွှန်မှုပြုနေပါသောအဘဘုံမင်းကောင်းပုပ်ပါအောင်မင်းကောင်းအားရင်းဘဝထိုထိုမှ ပါရမီ အလီလီဖြည့်စည်းခဲ့ပသက်ဆက်ဆက်တော်ဆက်ခဲ့ကြပါသော ပထန်းဆက်ဝီနီယအများက ကြီးညိုယိုသည်လေးစားကြသည်မှလည်းလွန်မြီမထင်ပါရှင်သူကြောင့်လေကဘာကျော်မြမာကျော်ထင်ရှားလွန်လာပါသောပုပ်ပားတောင်မြတ်တောင်ကလက်တွင်အဘအောင်မင်းကလူပြည်လူရဲစခန်းနန်းခွာသိမ့်၍ဝိဇာစခန်းဝိဇာလန်းသို့ထွက်ကြွမြန်းသည့်ထွက်ရဝင်အောင်ပွဲတော်နေဟုဆိုသည့်1330ခုနှစ်တော်တလင်းလာပြီကျော်နှစ်ရက်နေမှနှစ်ပေါင်း60ကျော်ကျင်းပခဲ့သော ရွှေပြည်ဝင်အောင်ပွဲဝါထွက်ရက်စခန်းကြွမြန်းသည့်အောင်ပွဲတော်ကြီးနှစ်စဉ်နှစ်တိုင်းတိုးမပေါက်ကြက်ပြန်မကြအောင်စီကားလွန်လာပါသည်။စာရေးသူသည်ယနေ့တိုင်းမြန်မာနိုင်ငံရှိထင်ရှားသောဝိဇာဓပ္ပနတ်သာသနာဓပ္ပနတ်အောင်မြင်အောင်ထူတောင်မြတ်များတို့လည်းအာယုံဆန္ဒပေါ်မူတည်၍ရောက်ရှိလှည့်လည်ခဲ့ရပါသည်။ပုပ်ပါတောင်မြတ်တောင်ကလတ်တို့လည်းမကြာခဏရောက်ခဲ့ရပါသည်။ပါရမီလုပ်ငန်းစဉ်များအရာယင်းတို့ ပုပ်ပါသို့ရောက်ရှိခဲ့စဉ်နဲ့အဘဘူမင်းကောင်ပုပ်ပါ အောင်မင်းကောင်၏ထွက်ရက်ဝင် အောင်ပွဲတော်နေမျိုးမဟုတ်ပါဘဲကြာကာလအချိန်များမှသာဖြစ်ပါတယ်။ဂန္ဓာ၏အတိတ်ထံပါရမီသမားအများစုသည်တတ်နိုင်သည်မတကူ၏တူဦးဤသာလှည့်လေသွားသလားလျက်ရောက်ရှိရာ သာသနာပနက်ဇီဒီဖျားများ၌မိမိတို့၏အကျင့်တီလာစရဏဘာဝနာအဖျားပြားကိုသာကျင့်သုံးအားထုတ်ကြသူများပါသည်။ တက်နိုင်သမျှလေလူသူလေးပါးကိုရှောင်ကျင်ကြသည်ကများလာပါတယ်။ရှေးအစဉ်ဆက်ထွက်ရက်လန်းဝင်လောကီယာဝိဇာဂန္ဓာယီဝိဇာကြီးများသည်ပါရမီလုပ်ငန်းစဉ်များ၌စိတ်ငြိမ်ရာတောတောင်ဒေသသို့တဦးတည်းသို့မဟုတ်တပည့်ရင်တဦးနှစ်ဦးမျှသာလိုက်ပါစေလျက်ပါရမီစခန်းတိတ်ဒီမဟိတ်ဒီလန်ကြင်ကြံတက်လန်းကြသည်ဟုဂန္ဓာယီသူမြတ်ကြီးများမှ မိန့်ဟသွန်သင်ကြပါသည်။ ဂန္ဓာယီလုပ်ငန်းစခန်းများသည်ပါရမီအမှုအရင်အလိုက် အကျင့်စခန်းတက်လန်းကြသည်သာဖြစ်၍လူအများအုပ်စုဖြင့်သွာလာခြင်းမရှိတတ်ပါ အပျော်ခီးများလည်းမဟုတ်ပါခြင်းဂန္ဓာယီဆိုင်ရာအသည့်အတက်ပညာရက်တို့အားလှိလေရှာမီးဖြီးစီကျင့်သုံးအားထုတ်လုပ်ကိုင်ကြပါတော့ပါရမီလုပ်ငန်းစဉ်များသာဖြစ်ပါတော့တယ်အခက်အခဲအပြက်အစီ အနောက်အရှက်အဟအတား ဘေးရန်အနေမျိုးစုံတွေများပြားလာပါတယ်။ဘဝပထန်ကျိုးဆက်ဆိုင်ရာရှီးထွက်ရက်ပေါ့လောကီဝိဇာဒရကန္နာယီယဟန်ရှင် လူပုတ်ကိုသူမြတ်အပေါင်းတို့ဤမနောစီညုံမှု အိမ်မက်သူတန်နမိတ်များပေါ်မူတည်၍ပညာစခန်းအဋိထံလမ်းများတန်လန်းရသော လုပ်ငန်းစဉ်ပင်ဖြစ်ပါတော့တယ်။ယေဒနာသုံးပါးကုန်ယုံကြည်တတ်ဝင်စွာ ပတိပါဝနာအပြားပြားထုံဆွမ်းရတယ်စိတ်ပွားရတယ် ပရိတ်ပထန်ဂါရာမန္တန်တော်များရွတ်ပွားတရစေရတယ်မြစ်တာပွားထုံရတယ်အတိတ်ထံပါရမီများလေးတဆင့်မီတဆင့်တက်လန်ကြရတယ်ကန္နာယီပညာဟူသည်မာလေဖျားရှင်ပွင့်တော်မမှုရင်ကာလာများကပင်ကန္နာရတိုင်းမှကန္နာယီမီသောယတိတပါးမှတဆင်းစီခဲ့ပါသော လောကီပညာအတက်ပညာဟုဆိုပါတယ်ဝိဇာပညာရဲ့ကြီးလေးဖြစ်ပါတယ်ကန္နာယီအတက် မဟာကန္နာယီပညာရည်ကြီးမှာ စင့်ဖြာတဆင်းလာပါတော့ကန္နာယီအတက်များလေးများစွာရှိပါတော့တယ်ကန္နာယီပညာရှင်ဖြင့်ပတ်သက်၍မဟာကန္နာယီစူလကန္နာယီဟူ၍သာစုစမှတ်ပြုကြပါတယ်နောကီပညာရည်ကြီးဖြစ်၍ရှီးအစဉ်အဆက် ဝေစာ၈တောင်းယတိ၈တောင်းပုဂ္ဂိုလ်သူမြတ်အပေါင်းတို့ကလည်းကန္နာယီပညာများအားတက်မြောက်ကျွမ်းကျင်၍ထွက်ရစကံဝင်ခဲ့ကြပါတယ် ဆိုရပါလင်မဟာကန္နာယီပညာကြီးဟာအတက်ပညာဟုအနက်ဖွင့်မာတော်ညာအတပရလောကဓမ္မအကျိုးစီးပွားကိုစောင့်တည်ဖြစ်၍ထိုတွင်သိမြင်သော အသိဉာဏ်အရာတွင်အခြေခံလျက်အတက်ပညာဖြင့်ရောရှက်သုံးဆွဲရပါသောပညာလေးဖြစ်ပါနှင့်မူလကန္နာယီပညာကြီးမှာ စင်ပွားစဉ်သက်လာပါသောကန္နာယီလုပ်ငန်းငယ်များစွာလည်းရှိပါသည်တဲ့ဇူလကန္နာယီလုပ်ငန်းများပင်ဖြစ်ပါနှင့် စေဝိဇာအင်းဝိဇာပဓာဝိဇာတန်ဝိဇာတိဟူသည့်ဝိဇာကြီးအပေါင်းကိုလည်းကန္နာယီဝိဇာကြီးများဟုသတ်မှတ်ကြတာပဲဖြစ်ပါတော့လေရှင်။